ချိန်မှာလဲမကစ်ကအရန်ပေါက်ထားတဲ့ character ဆိုတော့လေပြီးတော့ academy ဘာဘာရထားဆိုတော့တို့ကဇလန်တွဲအနေနဲ့ပြန်ပြီးတော့ပုံဖော်တဲ့ခါကျတော့ character ကိုအလိုမပြတ်သွားအောင်တော့အများကြီးကြိုးစားရမယ်ချင်တာဒီကားရဲ့ကိုအရန် pressure များတယ်ဒါစပင်းညောင်ညက်ထားဒီကားအတွက်ပေါ့နော် character အရန်ကောင်းနေပေါ့နော်ပြီးတော့အရှိမလည်းအရန်ပေါက်ခဲ့ရအဲ့လိုခက်ဆက်ဆက်အဲ့လိုမျိုးပေါက်ခဲ့ရဆိုတော့ ရိုက်ချင်တယ်ပေါ့နော်အဲ့တော့တီချာလေးလည်းပြင်ဆင်နေပါရဲ့ဟုတ်အဓိကကိုတကားဆိုတကားပြိတ္တရှင်တွေကိုရောက်ချင်တာပေါ့နော်ဒါရိုက်ခဲ့တဲ့ဇလန်တွဲတော်တော်များလေးပြိတ္တပြိတ္တစီရောက်ခဲ့ပါရဲ့အဲ့တော့ဒီကားကိုလည်းအဲ့လိုမျိုးရင်ထဲရောက်ချင်တာပေါ့နော်ဟုတ် ဟုတ်တယ်အဲ့ဒါတော်တော်လေးနှုတ်အောင်လို့စူးစမ်းနေပါရဲ့ဒီရားကျတော့ဒါတို့အရန်တာဝန်ကြီးရေပေါ့နော်အရှိမလဲမကစ်ကအရန်ပေါက်ထားတဲ့ character ဆိုတော့လေပြီးတော့ academy ဘာဘာရထားဆိုတော့ဒါတို့ကဇလန်တွဲအနေနဲ့ပြန်ပြီးတော့ပုံဖော်ရဲခါကျတော့ character ကိုအလိုမပြတ်သွားအောင်တော့အများကြီးစူးစမ်းရမယ်ချင်တာဒီကားရဲကိုအရန် pressure များတယ်ဒါစပင်းညောင်ညှတ်ထားတာဒီကားအတွက်ပေါ့နော်။တောက်တောက်ပေါ်မှာတစ်ခါမှစပင်းမညှတ်ဘူးအဲ့လို ဒါသဘင်အရင်နှမျောရဲ့လူတွေမှာပါတယ်ဒါအရင်ဆွဲလန်းကြည့်ရအဲ့လိုသဘင်အရှိစတိုင်းမဲအဲ့လိုပုံစံမပြောင်းမဲနေရပါတော့တော်တော်ကြာခဲ့ပြီဆယ်ရန်ပီးရဲ့သဘင်ရှည်ထားရဒါပေမဲ့ဒီကားအတွက်ညှတ်ထားပါတော့ဒါဒီသဘင်ထက်ညှတ်အောင်ပါအခုဒါကအခုစစထားတာပါတော့ဒီ သားတို့လည်းနိပညာတက်တန်းက9နှစ်လောက်ဒီရုပ်ဆောင်ကောင်မှာရှိပြီဆိုတာ character ရွေးတော့မယ်ပေါ့เนาะအဲ့ဒါလည်းအဲ့လိုဒီနှစ်မှာစတွေ့ရပါဆိုတော့အန္တရာ26မှာတော့ကိုရိုက်ချင်တဲ့ဇက်ပဲရိုက်တော့လို့တွေ့ထားပါပေါ့เนาะဆိုတော့ဒီကားကကြာတော့ character အရင်ကောင်းနေပေါ့เนาะပြီးတော့အရှိမလည်းအရင်ပေါက်ခဲ့ရအဲ့လို kiss ဆက်အဲ့လိုမျိုးပေါက်ခဲ့ရဆိုတော့ ရိုက်ချင်တယ်ပေါ့နော်အဲ့တော့တေချာလေးလေးပြင်ဆင်နေပါရောအအနုပညာကြံ့ချင်တာပေါ့နော်ဘယ် character မဆိုဒါဒီမေရကျွန်တော်ကဆိုလို့ရှိရင်လည်းပြိတက်အရင်လက်ခံသွားရယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ချင်တာအဓိကကိုတကားဆိုတကားပြိတက်ရှင်တွေကိုရောက်ချင်တာပေါ့နော်ဒါရိုက်ခဲ့တဲ့ဇလန်တွေတော်တော်များများလေးပြိတက် ပရိသတ်စီရောက်ခဲ့ပါတယ်အဲ့တော့ဒီကားကိုလည်းအဲ့လိုမျိုးရင်ထဲရောက်ချင်တာပေါ့နော်ဟုတ်ဒါကတော့အဲ့လိုမကစ်ကတရုတ်ဆောင်ခဲ့ရဆိုမကစ်ပုံစံပေါ့နော်ဒါတို့ပြန်ရိုက်တဲ့ဇလန်တွဲဆော်လဲတန်တန်ကြီးပုံစံနဲ့မီမီရဲနီကိုဘယ်လိုမျိုးကောက်ချင်ပုံလဲပေါ့နော်ဟုတ်အဲ့တော့မီမီရဲနီမှာအဲ့စကားကြီးကကိုယ်ကပရိသတ်ဖြစ်ခဲ့တာလို့ဖြစ်ခဲ့ရပေါ့ဖြစ်ခဲ့ရပေါ့အဲ့ရဲ့ sing me solution အဲ့ icon ဖြစ်တာလေအဲ့လိုနေကြောင်ငါဖေးတရောင်နေရလေနိုင်ယူနေရဝင်သားတို့ဘာလို့ဆိုသိရမလားအဲ့လိုတချို့ sing เนี่ยအရင်အခုထိပေါက်တော့မယ်လေအဲ့လိုဆိုတော့ကြည့်ဘူးပါတယ်ဟုတ် ဇလန်တွေကတော့အဓိကကတော့ရက်ရှည်ရိုက်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ပူပြီးတော့မှအခြေဆက်မိဘူးပေါ့နော်လူတွေပေါ့နော် ဒါပေမဲ့ဒါလည်းအဲ့လိုအစ်စ်တရားမဟုတ်တော့ဘူးဆိုတဲ့အကြောင်းပေါ့အရင်ကြီးတော့အဲ့လိုအာတရားရဲရမယ်ဆိုအဲ့လိုတအားကြီးတော့အဲ့လိုမျိုးမရှိပါဘူးဒါပေမဲ့အဓိကတော့ character ဖြစ်ချင်တာပေါ့နော်အဲ့တော့ character ဖြစ်ဖို့တော့အများကြီးတော့စူးစမ်းဖြစ်စင်နေပါရဲ့ဟုတ်အဲ့တော့ပြင်ရင်မှာတမီးဆိုရဲဟောအဲ့ဒါရိုက်မယ်တမီးကပင်နေရတယ်အာ okay အဆင်ပြေအရင်အဆင်ပြေတော့ဟုတ်တုံးတာစလုံးအရင်မိုက်နေရလေအမမမိုးရောမကစ်ရောကကူပြတီဦးရောအရင်မိုက်နေရဆိုတော့ဒီပေါ့နော်အဲ့ဒါကြီးပြန်တွေးရင်အဲ့လိုပြန်တွေးရင်ပိုပြီးခေါင်းခေါင်းကြီးလာပုံမှန်ဆိုပုံမှန်ဖြစ်ဦးကြိုင်းကြိုင်းနေ AC ပဲအဲ့လိုမဝေးရမောင်းနေကြတော့ဒါတို့ကဒီဒီတိုင်းမ ိဒီတိုင်းလေးရိုက်နေရဆော်လေအဲ့လိုအမေနဲ့တပိပုံစံမျိုးဖြစ်မှာဒါအရင်စိတ်ပူရအဲ့တော့ဟုတ်ဘလုကလေးကလာလောက်ရမလဲပေါ့နော်ငါဘလောက်ထိကလေးဆန်ရမလဲအဲ့လိုမျိုးအဲ့ဒါပဲတေချာတွေးနေရပေါ့နော်အခုလေး။အေးကလေးလေးဖြစ်နေမှရမှာလေ။အဲ့လိုဆယ်ကျော်သက်ပုံစံဆိုတော့တော်တော်ဖန်ရောဖြစ်နေတယ်။ရန်နုဝေးရမှာပေါ့။ရန်နုဝေးရမှာပေါ့အဲ့လိုဆိုတော့ဟုတ်။အခုတော့မိတ်ကက်လိမ့်မလားရန်နုဝေးစီတော့။ညနာလောက်ထားလို့ပါ။ ။အဲ့တော့ကြည့်ရလည်းမဟုတ်ပါဘူး။ကောင်းမအဲ့လိုလေးမဖြစ်ဘူးအဲ့လိုမျက်နှာပြောင်းနေတူယူဒီနေ့မျက်နှာလေးလှုပ်ထားလို့ပါဟုတ်ကဲ့လည်းမရလို့ဟုတ်ဒါအရင်အဲ့လိုမျိုးမရှိဘူးဒါမျက်နှာပြောင်းနေတော့လဲတော့ဖြေလဲဖြေရပါဘူးဟုတ်ဒီနေ့ကကျတော့လိမ့်ချင်ပါလေလိမ့်လို့မရလို့မလိမ့်ခဲ့ရပါဘူး ဟုတ်ရန်တခုကောင်းနေတာပဲနော်ဟောအဲ့ဒါတော့အားနေချက်ပါမွေးရပါဟုတ်အဲ့ဒါတော့အကုန်လုံး sorry ပါဒါမွေးရပါချစ်ဖို့ကောင်းနေရကြတယ်မတက်နိုင်ရနော်ခါမတော့အဲ့လိုဦးလို့တော့ဘူးလို့မှတော့မခေါ်ဘူးပေါ့နော်ဆိုတော့အဲ့ gap ကလည်း तू ကအမေအမေရဲ့ရှိစားဟောင်းဆိုတော့20လောက်က20 20ကျော်လောက်က gap ကกว่าမှာဆိုတော့အဲ့လောက်กว่าလောက်အောင်ပေါ့နော်ဟုတ်ပထမကလေအဲ့လိုကိုကြီးကိုကိုကိုတို့ခေါ်ရမယ်ထင်တာအဲ့လို ਊ ဆိုတော့ script ဖတ်လိုက်တော့မဟဲ့ ဥဆိုဘလိုကြီးလဲပေါ့နော်ဥကိုလေတော်တော်မူးထည့်ရမှာပေါ့အဲ့လိုဥဆွဲနန်စာကိုနဲ့လုံးဝမရှင်းသေးဘူးဆိုတော့ဥပေါ့နော်မုံမှန်ညိုအတွက်ဘာကြိုပြောထားခြင်းလဲဆိုတော့တာ2026မှာရိုက်မဲ့ကားတွေရော2026မှာပြမဲ့ကားတွေကိုကြိုတင်ပြီးရရိုက်ထားဆိုတော့လေအာတီချာလေး character ကိုဒီနောက်ပိုင်းပေါ့နော်ရွေးချယ်ပြီးတော့မှချိန်သွားတော့မယ်အဲ့ဒါအောင်မှဒီလိုမျိုးဇာတ်လမ်းလေးကကိုစီရောက်လာတဲ့အတွက်ကြောင့်မို့လို့အရင်လဲဝမ်းသာတယ်ပေါ့နော်ပြီးတော့ပြည်သက်ကိုမတူတဲ့ပုံစံနဲ့ချပြရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရင်လဲရှင်တော့ရှင်ခုံနေရေပေါ့နော် ပြီးတော့ဒါကဒီမဟာနဲ့ဆိုလို့ရှိရင်ပေါ့နော်မရေကျွန်းကအရန်ကြီးအဲအရန်ကြီးပြိတဲ့ရင်နဲ့ရောက်တာဖြစ်တဲ့တက်ချာပေါ့အဲ့ record ဒါကြော်နိုင်မှရမယ်ပေါ့နော်ခုခုအဲ့ဒါကလည်း pressure နောက်တစ်ခုပေါ့နော်ဖြစ်နေအောင်ဆိုတော့ဒီ moment မျိုးမှာအစ်ချက်ပို့ပြီးတော့မှပြိတဲ့ရင်နဲ့ရအောင်လို့လုပ်ပြချင်တယ်ပေါ့နော်အဲ့တော့အကောင်ဆုံးလဲကြိုးစားပါမယ်ဒါတို့ကလည်းဒါတို့ရဲ့တက်ဆန်သလောက်ပညာရင်နဲ့အတီချာလေးပုံဖော်ပါမယ်အဲ့တော့အရှိ character နဲ့အရင် compare မလုပ်ဘဲနဲ့ဒါတို့ရဲ့ version အနေနဲ့အတီချာလေးဝေဖန်ပေးပါအောင်ထင်ပါလို့ရှင်ဟုတ်